ကုနာအောင်ဖြေတယ်ဟွာအမွာတစ်နှစ်ကြီးတစ်နှစ်ငယ်တည်းနဲ့တပြိုင်နက်တက်ထွက်တာဟုတ်နော်ဟုတ်တယ်ဘာပဲဖြစ်အတုပ်လေးပါလေးနဲ့လေပြေထမင်းသုံးနေဆိုပိုးတီစင်လေးနဲ့ကွတ်တီပဲ Say go yeah တို့ရဲ့တည်တံကဘာ မထင်ဘူးဒီတိုင်းမဲအဲ့လိုမျိုးဟိုဒီစင်းလေးစုံမဲဒီတိုင်းလေးတင်လိုက်ရမယ်အခွီထားရမယ်ပေါ့နော်ဒီတိုင်းလေးပဲလုတ်လိုက်တာအကုန်လုံးအကုန်လုံးဝိုင်းရှယ်ပြီးတော့ဟိုဒီနေ့ကဘိုးတီနဲ့မှားပြီးနှုတ်ဆက်တယ်ဟိုပါတို့တွေနဲ့အမောင်လေးလည်းဝိုင်းရှယ်ထားတော့ဒီလိုမျိုးအဲကိုကြိုးစားမှုလေးကိုအတိမတ်ပြုပေးကြရတယ်ဆိုတော့တော်တော်ဝမ်းတာပါရှင်မင်းလေးရဲ့အမြဲတမ်းရှိခဲ့တယ် ဘုမျိုးတွေဒီမြန်မာ idol family ပေါ့ family gathering ပေါ့เนาะဆိုတော့အဲ့လိုမစုံမတွေ့ဖြစ်တာလေတော်တော်ကြာပြီဒါအကြာကြီးနေမှတစ်ခေါက်ပြန်ဆုံကြတာဒါတော့မှဘုမျိုး idol ကညီကိုမောင်မတွေအကုန်မစုံနိုင်ကြဘူးပေါ့เนาะမစုံရဘူးအားနေရသူအဲ့ချိန်မှာဟိုအားချင်းထပြီးတော့စုံရမယ်ဖြစ်ကြတော့အဲ့ဒီနေ့မှာပြန်ဆုံရတဲ့အတွက်လည်းအကုန်လုံးကပျော်နေကြပါတယ်ပါပါစီပါပါစီအိုးဒါတော့ဒီနေ့ပါသွားတယ်လိုက်တာဟုတ်ကဲ့ငါးတောင်းဝဲရတယ်သူများရတသိန်းရတယ် คุณน่ะเราผีเลยว่ะอมัวตะนิดจี้ตะนิดไงแต่นะตะเปียงเนี่ยตะเปียงเนี่ยแตกถอดอ่ะเนาะเนาะဟုတ်တယ်ဘာပဲဖြစ်အတုတ်လေးပါလေးနဲ့လေပြေထမင်းသုံးနေဆိုပိုးတီစင်လေးနဲ့ကွတ်တီပဲဟုတ်တယ်ဒီနဲ့တီပဲกว่าဟုတ်တယ်ဟောလောမလေးလို့အမလေးလိုချင်တယ်ဆိုပေမဲ့လည်းမရနိုင်ဘူးလေဘာဒီမင်းညာတော့ လိုချင်တယ်ဟိုဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးချစ်တယ်ကိုမိကကလေးဆိုချစ်တယ်အဲ့လိုအမွာလေးကြီးလည်းအဲချစ်တယ်အဲရတော့ရကြတယ်ဒါပေမဲ့ဟိုကိုနေထိုင်မှုပုံစံကိုရရှင်သန်မှုပုံစံတွေတော့အဲကိုရကိုပိုင်းဆိုတာမျိုးတော့မရှိဘူးပေါ့နော်အဲ့တော့သူများကလေးတွေတော့ချစ်ရတာပေါ့ Say good yeah Do ye ti dang ba Say good yeah Jo sa ya ai le င်တို့ဒီတိုင်းပဲအဲ့လိုမျိုးဟိုဒီစင်းလေးစုံမယ်ဒီတိုင်းလေးတင်လိုက်ရမယ်အခွေထားရမယ်ပေါ့နော်ဒီတိုင်းလေးပဲလုပ်လိုက်တာအကုန်လုံးအကုန်လုံးဝိုင်းရှယ်ပြီးတော့ဟိုတနေ့ကအပိုတီနဲ့မှားပြီးနှုတ်ဆက်တယ်ဟိုပါတို့တွေနဲ့အမောင်လေးလည်းဝိုင်းရှယ်ထားတော့ဟိုသဘောကျသွားတယ်ဒါလေးကိုအဲ့လိုမျိုး response ရမယ်လို့လည်းမထင်ထားဘူးပေါ့နော်ဒီတိုင်းအပျော်လေးအနေနဲ့ဒါဘုံမီတော့ဟိုဘယ်လိုပြောမလဲ artist တွေဖြစ်တဲ့ခါကျတော့ကိုကြောင့်ဒီ not sin နဲ့ပြိသက်တွေခဏလေးစိတ်ချမ်းသာသွားမယ်ဆိုတာဘုံမီတို့အလောက်အောင်မြင်တယ်ပေါ့ဆိုတော့အဲ့စိတ်လေးနဲ့ပဲအဲ ဒါလေးကိုလုတ်ပြစ်တာပေါ့နော်ဒီလိုမျိုးအဲကိုစူးစမ်းမှုလေးကိုအတိမတ်ပြုပေးကြရတယ်ဆိုတော့တော်တော်ဝမ်းသာပါတယ်ရှင်။ငါပို့မိရပို့ချောတာပေါ့။ဒါပို့တီးရနည်းနည်းလေးတော့တိတ်ကိုလောက်တော့ပဲချောမယ်နော်။ချောရချောပါတယ်သူကလေ။နှစ်ယောက်ကလားနှစ်ယောက်ကကွာတာဆိုတော့မင်းနဲ့တီးပဲကွာ။ကျွန်တော်တို့တူတူပဲ။ ဘုမျိုးတွေဒီမြန်မာ idol family ပေါ့ family gathering ပေါ့เนาะဆိုတော့အဲ့လိုမဆုံမတွေ့ဖြစ်တာလေတော်တော်ကြာပြီဒါအကြာကြီးနေမှတစ်ခေါက်ပြန်ဆုံကြတာဒါတော့မှဘုမျိုး idol ကညီကိုမှမတွေအကုန်မဆုံနိုင်ကြဘူးပေါ့เนาะမဆုံရဘူးအားနေရသူအဲ့ချိန်မှာဟိုအားချင်းထပြီးတော့ဆုံရမှဖြစ်ကြတော့အဲ့ဒီနေ့မှာပြန်ဆုံရတဲ့အတွက်လည်းအကုန်လုံးကပျော်နေကြပါတယ်ပြန်ဆုံနိုင်တဲ့ညီကိုမှမတွေအားလုံးလည်း ဒီမှာစုံတွေ့နေတဲ့ညီကောင်မောင်မတွေအားလုံးကလွမ်းနေကြပါတယ်လို့ပတ်ပါစေပတ်ပါစေအိုးမာတာနည်းနည်းပါသွားတယ်လိုက်တာအမားကတော့ဒါမြန်မာအတော်ရဲ့ပဲ့ကင်ရှင်လေးဖြစ်တယ်ဒါပူမီတို့ရဲ့ဒီလမ်းကြောင်းပေါ်ရောက်အောင်လို့ပထမဆုံးတင်ပေးတဲ့ပူမီတို့ရဲ့ကျေးဇူးရှင်လေးဖြစ်တယ်အာအမေဆိုလည်းမမောင်ပူမီကအမောက်ကိုဆိုအမေလိုလည်းချစ်တယ်ဒီမလိုလဲချစ်တယ်သူ့ကြည်နေနဲ့ချစ်ကိုချစ်နေရဘာလို့လဲဆိုတော့တအူးကစေတနာတအူးကမေတ္တာပေါ့နော်အမရဲ့စေတနာတွေမေတ္တာတွေပြီးတော့ခံစားရတယ် သူသားသမီးတွေပေါ်မှာအဲဒီ top 10မှာဟိုဘယ်လိုပြောမလဲ1 2 3 winner မှမဟုတ်ဘူးဒီ top 10အားလုံးကမှတသွေးရတသားရတဲ့သူသားသမီးတွေလိုချစ်တာတွေ့ပြီးဆိုတာနဲ့ဘာကြီးလုံနေလဲဘာလုံတော့အဲ့လိုမျိုးလေးအရင်ဖြစ်စေတယ်နဲ့ကွာကိုရီတခုခုလေးအာကြိုးစားနေတာအမြင်နာမြင်အမသူကိုယ်တိုင်ရင်ပီတိဖြစ်တာပေါ့နော်ဆိုတော့အမရဲ့ကျေးဇူးတွေကဒီပို့မီဆိုတော့ဘဝကိုဟိုရစေတဲ့အရင်ဆုံးဟိုကျေးဇူးရှိပေါ့နော်အဲ့ဒါကြောင့်အမကျေးဇူးတွေရတကယ်အများကြီးရှိပါတယ်ဘူးလို့ပါတော့ အင်းနေပို့ဖို့လောက်ရအဲမဟုတ်ဘူး9000ဝန်းရတယ်သူများရတသိန်းရတယ်သူများတို့ရတယ်အဲအဲ့မှာစွမ်းပြေအောင်ရရတယ်စွမ်းပြေအောင်လို့ဆိုအများဆုံးစွမ်းပြေဆိုတသိန်းရအောင်ဒီနေ့တော့အားလုံးငါးတောင်းပဲကမ္ဘာတက်မှာဒီတော့ပဲအမလည်းအဲ့လိုလေးပေါ့နော်ဒီကိုယ့်ရဲ့ အဲဒီအိုက်တော်မိသားစုလေးကိုဟိုပွဲမသွားစေခြင်းမူအလုံးတစုတစည်းနဲ့ပို့ပြီးတော့လဲတိုင်ရုံးစင်တော်တော်ကြီးပါတယ်အိုက်တော်ပေါ်မှာလေအာဘူရညီကောင်မတော်ရယ်အကောင်လုံးကလဲအဲ့တော့ကွဲမသွားစေခြင်းတော့အဲ့လိုမျိုးလေးခဏခဏလေးစုံတွေ့တဲ့ခါကျတော့ကိုရီးယားအများနဲ့ပြန်ပြီးတော့အဲတွေးဆမှုတွေကိုတွေးအေးမသွားဘူးပေါ့နော်အများနဲ့ဒီမောင်မတွေဈာထဲမှာရှိနေတဲ့ဒီ connection တကူကကို့ season ရယ်မှမဟုတ်ဘူးနော် season 1 2 3 4 season 6ကောင်မောင်မတွေအလုံးတစုတစည်းနေတဲ့အဲ့လိုမျိုးလေးအများနဲ့မြင်ကြပါတယ် ချိန်လုံးကကြိုးစားခဲ့တာလို့ပြန်မရအောင်အမှန်ရပါဘောအမှန်ရပါဘောဒီလူတွေဒီလူတွေနဲ့ပြန်ဆုံရင်အဲ့တော့အချိန်တွေကအခုချိန်ထိအမှတ်အမှတ်တရတွေလည်းရှိတယ်နောက်ရင်းခုန်စရာတွေလည်းရှိတယ်အများအားပြန်တွေးလိုက်အမှတ်တရတွေရှိပါပဲ။ကိုတွေတော့မှလည်းဒီလိုမျိုးအာပြိုင်ပွဲတစ်ခုကအခွင့်အရေးပေးခဲ့တဲ့အတွက်ဒီလိုမျိုးနေရာလေးတစ်ခုရပြီးတော့ဒီနေ့ဒီချိန်ထိရက်တည်နိုင်တာပေါ့နော်။ဆိုတော့အခုလိုပဲအာတကယ်ကိုဝါသနာရှိတယ်၊စူးစမ်းခြင်းလေးရှိတယ်သူတွေအားလုံးအတွက်အခွင့်အရေးရတော့အများကြီးရှိနေစေချင်ပါ အဲပြိုင်ပွဲတွေကတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့ပြိုင်ပွဲဝင်တွေလာပြိုင်ရမယ်သူတွေအားလုံးအတွက်ဒါအခွင့်အရေးပဲလေအခွင့်အရေးပဲဆိုတဲ့အခါကျတော့ဟိုပြိုင်ပွဲတွေအများကြီးရှိနေတယ်တကယ်ကိုအယူချင်းစစ်ထုတ်ပြီးတကယ်ကိုမြေတောင်မြောက်ပေးပြီးတော့တကယ်ကိုလမ်းကြောင်းပေါ်တင်ပေးနိုင်မယ်ပြိုင်ပွဲမျိုးဆိုလို့ရှိရင်တော့ပုံမျိုးပါအများဝမ်းသာပါတယ်ပြင်းနေဆိုပြီးထိုင်ပြင်းနေလို့မရအောင်လေနော်အဲကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့ဝမ်းစာအဲဒါကိုယ့်ရဲ့ဘဝရည်တည်မှုကဒီ music ဖြစ်နေတဲ့အခါကျတော့ကိုယ်ကဒီလမ်းကြောင်းကိုရေးထားခဲ့တဲ့အခါကျတော့ဦးမရှိပိုင်းမှာအဲကိုယ့်ရဲ့စိတ် အနေထားအခြေအနေတွေကြောင့်လည်းအများကြီးပုံမြင်ရက်နာထားခဲ့ရတာပေါ့နော်ဆိုတော့ဘာဖြစ်လဲဆိုတော့အာကိုယ်ရနာပြီးတော့ညင်ညင်လေးနေလိုက်တဲ့ခါကျတော့ကိုယ်တော်တော်များများမေ့သွားကြတယ်ဒီလုံမလုံတော့ဘူးလို့ထင်ကြရပေါ့နော်အဲနောက်တစ်ခုကအဲ့ထက်ဆိုတာပါလဲဆိုတော့ဘုရားစောင့်ဝင်နေရတဲ့ချက်တဲလာအဲ့ချိန်မှာဩလူဆိုတာဘဝရည်တည်မှုအတွက် အလုပ်လေးတစ်ခုကတော့အမြဲတမ်းလုပ်နေရမှာပဲကိုပြောသည်ဖြစ်ဖြစ်မပြောသည်ဖြစ်ဖြစ်ကိုရွေးချယ်ထားတယ်ကိုဘွားလမ်းကြောင်းကိုကိုကရှောက်လန်းနိုင်မှုဆိုတော့ကိုကိုယ်တိုင်ကြိုးစားနေရမှာပဲဆိုစိတ်လေးနဲ့အပြန်ပြီးဒီနောက်ပိုင်းတော့ဒါကိုဝါဒနာပါလို့ကိုရွေးချယ်ထားတဲ့လမ်းကြောင်းလေးပေါ်မှာအဲကြိုးစားနေပါတယ်ဟုတ်ဒီဆန္ဒသချင်းလေးကကြတော့ဒါမုံမီကိုတိုင်ရေးခဲ့တာပေါ့နော်ဟုတ်အဲမနိုင်ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီဆန္ဒသချင်းလေးရေးတဲ့အချိန်ကကိုကိုယ်တိုင် ဘယ်လိုပြောမလဲအရန် depression ရတဲ့အချိန်လိုပဲပြောလို့ရပါတယ်ဘဝကြီးမှာပါဟိုမျောလင့်ရမှန်းမသိပါဟိုလိုချင်ရမှန်းမသိတဲ့အနေအထားမျိုးရောက်တဲ့အချိန်မှာအဲကိုမရဲ့စိတ်ထွက်ပေါက်ကဂီတာလေးခိုင်ပြီးချင်းရေးရပဲဆိုတော့အဲ့အချိန်မှာထွက်လာတဲ့တခြင်းလေးပေါ့နော်ဆိုတော့ရေးနေကြအသေးခွဲပုံစံလည်းမဟုတ်ခဲနဲ့ဒီဘဝမှာကိုဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုအကြောင်းလေးမျိုးရေးထားတာပါချာတယ်ဆောဆောမေမော ဆောမျောလွင်နိုင်နေလူတွေရဲ့ဖြစ်ချင်ဆုံးဆန္ဒကဘာဖြစ်မလဲအဟုံကဖြစ်ချင်တယ်ဒီကဖြစ်ချင်တယ်လို့ဖြစ်လာမယ်ဒါပေမဲ့ပုံမိရဲ့အသက်ရွယ်ရတာဟိုလူလက်ပိုင်းထားတယောက်ကိုရောက်လာတဲ့အရွယ်ပေါ့နော်ဒီနေသားတစ်ခုမှာပုံမိကြုံလာရတဲ့အဲဒီလောကရန်နေကြုံလာရတဲ့အတွေ့အကြုံတွေနဲ့ပေါင်းရှင်ပြီးတော့ပုံမိဖြစ်ချင်ဆုံးဆန္ဒပြောပါဆိုပုံမိငြိမ်းချမ်းခြင်းပဲအဲ့ဒီငြိမ်းချမ်းခြင်းကငွေကြေးလည်းမဟုတ်သလို အဲတခြားအရာတွေလည်းမဟုတ်ကိုယ့်ရဲ့စိတ်အတွင်းစိတ်ထဲကနေငင်းငင်းချမ်းချမ်းအေးအေးချမ်းချမ်းနဲ့အရာ အလုံးပေါ်မှာ မြတ်တာနဲ့ကြည်နိုင်တဲ့စိတ်တစ်ခုပေါ့အဲ့ဒါကြောင့်ဒီချင်းလေးဘုံရေးဖြစ်တာပါ ော့ဒီ music trend အလိုက်တော့ဘာမေး like ပြောင်းနေပါတယ်အဲဒါပေမဲ့ကိုကြိုက်တာလည်းကိုလုပ်အောင်မယ်အဲနည်းနည်းပြောင်းတဲ့နောက်လည်းနည်းနည်း like ပဲ